အပြင်မှာလည်းမရင်နေပဲသူရဲ့ကွယ်လွန်သွားတဲ့ပုံမှာမတင်မတ်ထားတဲ့နီးနဲ့တုံ့ပြန်လာခဲ့တဲ့အေဂျင့်မောင်ပရိသတ်များရှင့်ပြီးခဲ့တဲ့မလဆယ်ရက်နေ့မနက်မှာတော့လူငယ်တယောက်ဆောင်သူကရုတ်တရက်ကွယ်လွန်သွားခဲ့တာမို့ဆိုရှယ်မီဒီယာမှာနာမည်ကြီးသွားခဲ့ပါတယ်။သူကအသက်26နှစ်အရွယ်သားရှိသေးတာဖြစ်ပြီးကားအက်ဆီဒန့်ဖြစ်ပြီးကွယ်လွန်သွားခဲ့ရတာပါ။မနက်တနင်္လာမှာကားမောင်းနေရင်ရှန်ကုန်မြို့ရင်းတနေရာမှာတပ်ပင်ကိုဝင်တိုက်မိကကွယ်လွန်သွားခဲ့တာပါ။သူကွယ်လွန်သွားတဲ့ပုံမှာစိတ်မကောင်းဖြစ်တဲ့သူတွေလည်းရှိသလိုအပြစ်တင်တဲ့သူတွေလည်းရှိနေခဲ့တာပါ။ ူကညာကြီးအချိန်မီတော့ကားအစီရန်ဖြစ်ရတာကအမှုလွန်နေမှာဆိုပြီးအကဲဖြတ်နေတာပါမူးနေတာကြောင့်ကားကိုအချိန်မတင်နိုင်မဖြစ်သွားခဲ့ရတာလို့ရှိသားကြသလိုဈေးတွေတုံးထားခဲ့တာဖြစ်မှာပေါ့လို့ကိုချင်းမစားကြတာလည်းရှိပါတယ်ဒါအပြင်သူ့ကိုချစ်ကြတဲ့သူတွေအတွက် Facebook မှာဆိုရင်လေသူ့အကြောင်းသာပြောဆိုနေခဲ့တယ်လို့ TikTok မှာလည်းသူ့ရဲ့ပုံရိပ်တွေကိုသာနှမျောတတပြန်လည်တင်နေကြတာပါဘယ်နေရာပဲကြီးကြီးသူဖြစ်နေတဲ့အတွက်တချို့ပရိသတ်တွေကသဘောမကျပါဘူးအမှုပညာရှင်တချို့ကလည်းမျက်စိနောက်တင်ဟန်နဲ့ပြောဆိုရေးသားတာတော့ရှိပါ ပါတယ်။အေဂျင်မောင်ကလည်းသူနဲ့ပတ်သက်ပြီးသူ့အကောင့်မှာရေးသားလာတာပါ။သူက MRT4 ကတရုတ်ဆောင်တရားဖြစ်တဲ့အတွက်ပြင်ပရုပ်ရှင်တွေကိုလည်းတိတ်မရိုက်ကူးရသေးပါဘူး။ဒါကြောင့်မလို့အေဂျင်မောင်နဲ့လည်းအရင်ကြီးခင်မင်ရင်းနှီးတာမျိုးမရှိပါဘူး။ဇက်ကလည်းတခါမှတွဲပတ်ရိုက်ကူးတာမရှိသလိုအပြင်မှန်လည်းမတွေ့ဘူးပါဘူး။ဒါပေမဲ့အခုလိုငငယ်ရွယ်ရွယ်နဲ့သူကွယ်လွန်သွားတဲ့ပုံမှာအေဂျင်မောင်ကအစိမ်းမကောင်းဖြစ်နေတာပါ။ သူနဲ့ခင်မင်းရင်းကြီးရဲ့စီနီယာအမှုပညာရှင်တွေကသူကမိဘကိုလှုပ်ကျွေးနေတဲ့သူဖြစ်တယ်လို့အမှုပညာနဲ့ပတ်သက်ရင်ဆွဲလုံလာရှိနေတဲ့သူဆိုပြီးဖြေဆိုကြတာပါတကယ်လည်းပဲသူကအမှုပညာလောကမှာအောင်မြင်ဖို့အတွက်ကြိုးစားနေတာပါသူအနေနဲ့တရုတ်ဆောင်တရားအဖြစ်လှုပ်ပြီးမိခင်ဖြစ်သူကိုအေးအေးဆေးဆေးနေအောင်လှုပ်ကျွေးချင်တာပါဒီလိုရီမန်ချက်ရှိတဲ့လူငယ်တယောက်ကွယ်လွန်သွားတဲ့ပုံမှာအေးချမ်းမောင်ကတကယ်ကိုစိတ်မကောင်းဖြစ်နေတာပါတခါမှမဆုံဘူးမတွေ့ဘူးပြီမင်းရှင်ထဲမှာတကယ်မကောင်းမှဘူးညီလေးရလို့အေးချမ်းမောင်ကသူ့အကောင်မှာတင်လာခဲ့ပါတယ် သူတို့အစိမ်းမကောင်းဖြစ်နေတာဖြစ်ပြီးတကယ်ကိုဝမ်းနေပီးနေတာပါအေဂျန်မောင်ကလည်းမိခင်ဖြစ်သူနဲ့ညီမလေးကိုရှာပွေတွေ့နေတဲ့သူတယောက်ပါမိခင်နဲ့ညီမလေးကိုအကောင်းဆုံးထားပြီးအကောင်းဆုံးယာရီတာဖြစ်စေခြင်းကြောင့်ကိုလည်းအင်တာဗျူးတွေမှာမကြာခဏပြောပြတတ်ပါတယ်ဒါရီကြောင့်ပဲအေဂျန်မောင်ကစိတ်ထားသူကမိခင်ကိုလှုပ်ကျွေးနေတဲ့သူအတွက်စိတ်မကောင်းပိုဖြစ်နေရတာပါအေဂျန်မောင်ကစိတ်ကောင်းရှိပြီး တယုတ်ဆောင်ချင်းရိုင်းမြင့်တက်တဲ့စိတ်ရှိရလို့လည်းချီးကျူးနေတာပါသူရဲ့မိခင်ဆိုရင်လည်းအခုလိုဖြစ်သွားတဲ့ပုံမှာရှင်နေကွဲမတွက်ခံစားနေရပါအငွေဆုံးတန်လီလေးဖြစ်တဲ့အတွင်းမိဘပေါ်တည်တက်တဲ့သားဖြစ်တဲ့အတွက် မိခင်အတွက်ပို့ပြီးတော့စိတ်မကောင်းဖြစ်နေရတာပါမကြခင်မှာဆိုရင်မိခင်အတွက်အိမ်အပိုင်းဝယ်ပေးနိုင်အောင်ကြိုးစားမယ်လို့ကတိပေးထားခဲ့တာပါနောက်၆လအတွင်းမှာအိမ်ပိုင်းနဲ့ထားနိုင်အောင်လုပ်ပေးခြင်းနဲ့သူကမိခင်ကိုရော လောကကြီးကိုပါနှုတ်ဆက်သွားရပါပြီသူနဲ့မိရင်းနေပေမဲ့အစိတ်မကောင်းဖြစ်နေရတဲ့အေဂျင့်မောင်ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါ ါအောင်အဆုံးထိချစ်ရှုပေးခဲ့ကြလို့တောင်ချက်စီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်